မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှာရှိတဲ့စစ်တပ်နဲ့ပြူစောတီစကမ်း၅ခုကိုသိမ့်ပိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း90ကျော်နဲ့လက်နက်ခဲယံအများအပြားကိုသိမ့်ပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ April 22ရက်နေ့မှာ CDF KKG major operations နဲ့ဆက်ဆက်တဲ့သတင်းစာရှင်းလင်းပွဲကို CNF, CAN, CDF, KKG တို့ပူးပေါင်းပြီးတော့ကျင်းပခဲ့ကြတယ်လို့သိရပါဗါးကမ်းမာနီစခန်းမှာအလောင်းတွေ့ခဲ့တာက15လောက်ရှိပါတယ်ပြီးတော့မှန်တော့နဲ့အောင်သာယာမှာဆိုရင်15လောက်တွေ့ပါတယ်နောက်ဆုံးကြံတာမှာဆိုရင်15လောက်စုစုပေါင်းရန်သူအလောင်းတွေကိုတော့ကျွန်တော်တို့အနေနဲ့တွေ့တာဆိုရင်အလောင်းပေါင်း90ကျော်ရှိပါတယ်လို့ CDF, KKG ဥက္ကဋ္ဌစလိုက်ဇာဘွေထောင်ကပြောပြထားပါဗါးအကြမ်းဖက်ဆက်တာဟာကလေးမျိုးတောင်ပိုင်းမှာရှိတဲ့တိုက်ပွဲများအတွက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအကြေးကြီး တထောင်ကျော်လှုပ်ဆောင်ခဲ့ပြီးတော့ပြည်သူ55ဦးနဲ့အယောက်40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ CDF KKG Major Operations မှာ မဟာမိတ်ဆန္ဒဖွဲ့ပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ပြီးအတူတကွပူးပေါင်းပြီးတော့စစ်စင်ရေးများကိုလည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။2025ခုနှစ်ချင်းပြည်နယ်မှာစစ်ကောင်စီကင်းစင်ရေးရည်မှန်းချက်ချထားပြီးတော့ပြင်ဆင်မှုများကိုလည်းလှုပ်ဆောင်နေတယ်လို့ CND CAN ပြောရင်းဆိုခွင့်ရှိသူစလိုက်ထက်ဒီကသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ဒါအပြင်တော်လိုင်းရေးတပ်များအနေနဲ့လေကြောင်းတိုက်ခိုက်မှုများကာကွယ်ရန်တာဝန်ရှိတယ်လို့ပြောဆိုထားပြီးတော့လေကြောင်းရန်သတင်းလက်ဦးမှုရရှိရန်လှုပ်ဆောင်နေတယ်လို့ပြောပါတယ်။လေရင်များဟာမြေပြတ်မှာလာလာဖြစ်တဲ့အတွက် တရင်လက်ဦးမှုရယူရေးအတွက်ပူးပေါင်းပြီးတော့ဆောင်ရွက်ရန်လိုအပ်တယ်လို့ CND CAN ပြောရေးဆိုခွင့်ရှိသူစလိုက်ထန်နေကတရင်စာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။ဒါကြောင့်အချက်မဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများကိုကာကွယ်ရန်ပြင်ဆင်ထားတာများရှိပြီးတော့ပြည်သူများအထွတ်လေကြောင်းရန်ကာကွယ်ရန်အထွတ်အသိပညာပေး training ပေးတဲ့ mobile team များလည်းထားရှိတယ်လို့ CDF KKG ဥက္ကဋ္ဌကပြောကြားသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နေပြည်တော်ဥတ္တရသီရိမြို့နယ်မှာကပ္ပဆ73ကဘုံမှုဖြုံးမင်းကျော်တက်ချက်အောင်စုံနိုင်နဲ့ရဲတုတက်ချက်ထွန်ပြေစုံတို့ကိုငွေချက်3000ကျော်နဲ့အတူဖမ်းဆီးရမိခဲ့တော်လဲစစ်တပ်ရဲ့တိုက်ခတ်မှုကြောင့်၃ဦးစလုံးတေသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ19ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီဌာနချုပ်ရုံးဆိုင်ရာနေပြည်တော်တိုင်းဥဒရသီရိမြို့နယ်လမ်းပိုင်းတနေရာမှာ OPRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူလွတ်မြောက်ရေးတပ်တော်ကရဲဘော်များကအချိန်3နာရီကျော်ကြာအောင်ထိန်းချုပ်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ဆေးနေတဲ့အချိန်မှာဗိုလ်မှူးဖြိုးမင်းကျော်အပါအဝင်၃ဦးစလုံးကိုစစ်အုံဆောင်ပစ္စည်းများနဲ့ငွေကျပ်3000ကျော်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်တုံးမှ၃ဦးစလုံးကိုဖမ်းဆီးရမိပြီးပြန်လည်ဆုတ်ခွာလာတဲ့အချိန်မှာ စစ်တပ်ကလိုက်လံတိုက်ခိုက်မှုကြောင့်အဲ့ဒီစစ်တုံးပန်း၃ဆလုံးသေဆုံးသွားတယ်လို့သိရပါတယ်ဖမ်းဆီးရရှိခဲ့တော့လေစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့စစ်တုံးပန်း၃ဟာအမတ်73ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ73ကဘုံမှုဖြုံးမင်းကျော်အမတ်930စစ်မြေပြင်အင်ဂျင်နီယာတက်ရင်တက်ခွဲ3ကတက်ကြအောင်စုံနိုင်တယ်ရဲတုတက်ကြထုံးပြေစုံလို့ဖြစ်တယ်လို့သိရပါတယ်တော်လိုင်းတပ်ဖွဲ့တွေကစစ်တုံးပန်းများကိုဖမ်းဆီးပြီးတော့အပြန်မအကြမ်းဖက်စစ်ကောင်စီတက်တဲ့ထိပ်ပိတ်တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖမ်းဆီးရရှိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးစလုံးတေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့နဲ့အတူပါလာတဲ့စစ်ဘက်ဆိုင်ရာအသုံးဆောင်ပစ္စည်းများငွေကြေးအပြည့်စုံအပါအဝင်ကာလတန်ဖိုး၃000ကျော်ကိုပါသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နေပြည်တော်နဲ့25မိုင်လောက်ဝေးတဲ့နေရာမှာတိုက်ပွဲထပ်ဖြစ်တာပါ။စစ်ခွေးတွေကိုမိတာကကားနဲ့လာတဲ့အချိန်မှာဖမ်းမိတာပါ။ ဲ့ဒီနေပြီးတော့လမ်းပိုင်းမိုင်နိုင်25ဝင်းကျင်မှာပါပဲဘုံမူးကိုဖမ်းမိပြီးတော့အပြတ်မှာဖြစ်တာပါလို့အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူ့လွတ်မြောက်ရေးတပ်မတော် OPRF PLA တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းလှောက်ရှားမှုကို OPRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူ့လွတ်မြောက်ရေးတပ်တော်ကရဲဘော်များကတပ်တွင်းထဲကဖျက်သည့်သတင်းပေးများရဲ့တိကျသောသတင်းအချက်အလက်များပေါ်အခြေခံပြီးတော့ဝင်းရောက်လှောက်ရှားခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအလုံးအထိတ်ကိမရှိဘဲနဲ့အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝဲခရိုင်အတွင်းမှာရှိတဲ့ထိထဗျူဟာစကမ်းသိမ့်တိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့ဗျူဟာမိုးနဲ့တပ်သားများကိုအရှင်ဖမ်းဆီးရရှိခဲ့တော်လဲမချေမငန်းနဲ့ခုခံရန်ပြုတ်ရန်စူးစမ်းတဲ့အတွက် စ်ခတ်ရာကနေတေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးတနင်္သာရီတိုင်းတဝဲခရိုင်အတွင်းမှာရှိတဲ့ထိထဗျူဟာစခန်းတိတ်တိုက်ပွဲမှာစစ်ကောင်စီဘက်ကဗျူဟာမှုအပါအဝင်တပ်သားတရာခန့်တေဆုံးပြီးတော့လက်နက်ခဲယမ်းများသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးအေပီလာ၁၂ရက်နေ့ညနေ၃နာရီကစတင်ပြီးတော့စစ်ကောင်စီရဲ့ထိထဗျူဟာစခန်းတိတ်တိုက်ပွဲကိုစတင်ခဲ့ပြီး ရှစ်ရက်ခန့်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အေဘီလ19ရက်နေ့ညနေ9နာရီမှာစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကဗျူဟာမှုအပါအဝင်တပ်သား100ခန့်တေဆုံးခဲ့ပြီးတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကတအူးကြဆုံးခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီစီကနေပြီးတော့120မမနှစ်လက်60မမ40မမ RPG နဲ့စစ်တပ်နဲ့များလက်နက်ခဲယံများစွာကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီက MR70 ရဟတ်ယင် KAW Jet Fighter နဲ့ ဝိုင်ထရော့နေရှင်များကိုအသုံးပြုပြီးတော့နေတိုင်းနေပါကိုဘုံများကျဲချတိုက်ခိုက်နေတဲ့ဂျားတွေကစက္ကန်းကိုတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီစက္ကန်းကိုမသိငင်ကလေးကလနဲ့ချီပြီးတော့ရန်သူတွေရဲ့ရိတ်ခါတွေအင်အားတွေဝင်မလာနိုင်အောင်လို့လနဲ့ချီပြီးတော့ပိတ်ဆို့ခဲ့ရတာပါ။စက္ကန်းသိမ့်တိုက်ပွဲကတော့9ရက်လောက်ကြာသွားတာပေါ့။ရန်သူစက္ကန်းကနေရာကလည်း3နေရာဆိုတော့ပြီးတော့ဗိတ်တဝဲခရိုင်ထဲမှာအကြီးဆုံးစစ်ခွဲဖြူဟာဂုံးပေါ့။စနိုက်ပါဂုံးတကုံးလည်းပါတယ်။လက်နက်ကြီးဂုံးတကုံးပါတယ်။ပြီးရင်ဖြူဟာမှုနေတဲ့ဖြူဟာဂုံးတကုံးပေါ့။ စိတ်ခွဲပြူဟာမှုအပါအဝင်ရဲဘော်တချို့ဟာတိုက်ပွဲဖြစ်တဲ့အတောတွင်းမှာပဲဖမ်းဆီးရမိကြတာတွေရှိပါတယ်။အဲ့ဒီဗျူဟာဂုံးတွေကနေရာတစ်ခုမှာဆိုရင်ကျွန်တော်တို့ဘက်ကသိချင်တဲ့စစ်ရေးသတင်းတွေကိုမေးမြန်းနေတဲ့အချိန်တောတွင်းမှာပဲ112လေရင်ကလည်းပတ်ပြီးတော့ဘုံကိုကျင်းနေတာပြီးတော့ Jet Fighter တွေကလည်းဘုံတွေကျင်းနေတယ်။အဲ့ဒီအချိန်မှာစစ်ခွဲဗျူဟာမှုကိုယ်တိုင်ကမချိန်မကန်စကားတွေပြောတာတွေအစားတုံးကလည်းကျွန်တော်တို့ဘက်ကလက်နက်ချအញ្ញခံစာပို့ဖို့ညှိနှိုင်းခဲ့ပါတယ်။ဒါပေမဲ့သူတို့ဘက်ကမချိန်မကန်စကားတွေပြောတယ်၊ရိုင်းဆိုင်တဲ့အပြုအမူတွေလုပ်တယ် ရန်လိုတဲ့ဇကားတွေကိုပဲပြောခဲ့ပါတယ်ဖမ်းမိလို့စစ်ဆေးတဲ့အချိန်မှလဲသူတို့ဘက်ကမချေမငန်းစောက်ချိုးမပြေတဲ့အမှုရတဲ့အများကြီးလုပ်ခဲ့တယ်ပြီးတော့သူတို့ရဲ့ရဲဘော်တွေကမတ်တပ်ထရက်လိုက်ပြီးတော့ပြန်ခုခံဖို့လုပ်တဲ့အတွက်ရဲဘော်တွေကလုံခြုံရေးအရာပြစ်ခတ်လိုက်ရတာပါပြီးတော့အဲ့ဒီအချိန်မှလဲ Jet Fighter နဲ့112တွေကလည်းဘုံတွေကျင်းနေတာအချိန်တွေကမငြိမ်သက်သေးဘူးစခန်းသိမ်းပြီးမှဗျူဟာမှုကိုဖမ်းဆီးရရှိခဲ့တာမဟုတ်ဘဲနဲ့စခန်းသိမ်းမပြီးခင်မှာဗျူဟာမှုကိုဖမ်းဆီးရရှိခဲ့တာပါလို့ဗိုလ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဒုမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုံ ဒုရဲမှူးတာဝန်ယူထားသူရဲဘော်မိုးကျုပ်ကရှင်းပြထားပါတယ်။အဲ့ဒီစကန်းသိန်းစစ်စင်ရေးမှာ KNU တပ်မဟာ၄ရဲ့တပ်မဟာမှူးဦးစီးတဲ့တော်လိုင်းရေးပူပေါင်းအဖွဲ့များနဲ့အတူအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တိုင်ရင်တပ်ဖွဲ့များဗိုလ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ကပါဝင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိစကန်းရဲ့ပတ်ဝန်းကျင်မှာတော့မိုင်းတွေအများကြီးထောင်ထားတယ်။အဓိကမြေမြုံမိုင်းထက်တိုင်မိုင်းကပိုများတယ်တောင်ကုန်းဆိုတော့လေပြည်သူလူထုတွေပြောင်းဝင်လာတဲ့အချိန်မှာတော့တော်တဲ့ဝင်းရင်ဘေးကင်းအောင်လို့ မိုင်းတွေကိုအတက်နိုင်ဆုံးဖြုတ်ပေးနေပါတယ်တော်လိုင်းတပ်ပေါင်းစုတွေဝိုင်းဝန်းပြီးတော့မိုင်းရှင်းလင်းရေးတွေလှုပ်ဆောင်နေပါတယ်လို့ဗိုလ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဒူးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုဒူရဲမှုတာဝန်ယူထားသူရဲဘော်မိုးကျိုးကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရဲမှုများနဲ့စစ်တပ်အတွက်အလုအလုပေးနေတဲ့သူ၅ဦးပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ19ရက်နေ့ညပိုင်းမှာညောင်ဦးမြို့နယ်ရွာပလဲကျေးရွာအခြေဆိုင်စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးခင်မောင်ကြီးနဲ့ဆယ်အိမ်မှူးနိုင်လင်းစိန်တို့ကိုတော်လိုင်းတပ်ဖွဲ့တစ်ခုကဝင်ရောက်ပစ်ခတ်ခဲ့ရာတေဆုံးသွားတယ်လို့သိရပါတယ်။အလားတူပဲဧပြီလ18ရက်နေ့ည7နာရီခန့်ကလည်းညောင်ဦးမြို့နယ်ရင်ဒီကျေးရွာအုပ်ချုပ်ရေးမှူးရဲတင့်နဲ့အကြမ်းဖက်ဆက်တဲ့အတွက်အလွတ်လွတ်ပေးနေသူအုပ်ချုပ်ရေးမှူးရဲရဲ့တမတ် ဇော်မင်းထေးခေါ်စမုံတို့ကိုတော်လိုက်တပ်ဖွဲ့တစ်ခုကဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာတေဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်အေပီလ18ရက်နေ့ည7:00နာရီကမှညောင်ဦးမြို့နယ်ရေးသိန်းတွင်ကြေးရွာနေအကြမ်းဖက်စစ်ကောင်စီကအုပ်ချုပ်ရင်းမှုရဲထုံးကိုတော်လိုက်အဖွဲ့တစ်ခုကဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာမှာတေဆုံးသွားတယ်လို့သိရပါဗျ။ပစ်ခတ်ရှင်းလင်းခံရတဲ့စစ်ကောင်စီကအုပ်ချုပ်ရင်းမှုများနဲ့စစ်ကောင်စီရဲ့တောက်တိုင်များဟာပြည်သူလူထုအပေါ်မတရားအနိုင်ကျင့်ချိမ့်ချောက်ခြင်း ်စစ်မှုထမ်းခြင်းဆိုပြီးတော့ပြည်သူများထံကနေစက်ကြီးများကောက်ခံခြင်းလူငယ်များကိုအတရားဓမ္မဆက်တက်ထဲကိုထဲသွင်းခြင်းတို့ကိုလှုပ်ဆောင်နေသူများဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ထိုင်းလေပိုင်နက်ကိုကျူးကျော်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်က KNLA နေရာများကိုဘုံကျဲချနေတဲ့အတွက်လေရင်ပြစ်အမြောက်များကိုထိုင်းစစ်တပ်များကရွှေ့ပြောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်ကထိုင်းနယ်စပ်ကန်ချနာပူရိခရိုင်အနီးမှာဘုံများမကျဲချရန်ထိုင်းနိုင်ငံရဲ့သတိပေးချက်ကိုလစ်လို့ရှုနေတယ်လို့ပြောပါရယ်ဒီကနေ့နေ့လယ်ပိုင်းမှာမြန်မာစစ်တပ်ရဲ့လေယာဉ်များကထိုင်းလေပိုင်နက်ကိုကျူးကျော်ပြီးတော့ KNL ရဲ့တပ်စခန်းများကိုဘုံဆယ်လုံးဝင်းကျင်ကျဲချသွားတယ်လို့သိရပါရယ်ဒါကြောင့်ယခုခါထိုင်းနိုင်ငံတကာလေယာဉ်ပစ်အမြောက်များကိုထိုင်းနယ်စပ်အနီးကိုရွှေ့ပြောင်းနေပြီးတော့ထိုင်းနိုင်ငံရဲ့လေပိုင်နက်ကိုကာကွယ်ရန်လှုံ့ဆော်နေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကံဘလူမြို့နယ်တင်တော်ရွာကဒေါ်မူချိုရဲ့ကုံစုံဆိုင်ကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၆ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ20ရက်နေ့ညနေ6:40မိနစ်ခန့်မှာကမ်ဘလူမြို့နယ်တင်တော်ရွာကဒေါ်မူချိုရဲ့ကုံစုံဆိုင်ကိုအကြမ်းမဆက်တက်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကုံစုံဆိုင်မှာရှိနေတဲ့အမျိုးသား3ဦးနဲ့အမျိုးသမီး3ဦးတို့ပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးတော့ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ကုံစုံဆိုင်ရဲ့ဘေးမှာရှိတဲ့နေအိမ်တစ်လုံးလည်းမီးလောင်ပျောက်ကျသွားတယ်လို့သိရပါဗျ။မနေ့ကကမ်ဘလူမြို့နယ်တင်တော်ရွာကိုစစ်ခွေးတွေကဘုံနှလုံးကျဲချတာ ပေါင်300ဘုံနှလုံးလို့သိရတယ်ကုံစုံဆိုင်ပေါ်ကိုကြပြီးတော့အမျိုးသား3ဦးနဲ့အမျိုးသမီး3ဦးတေဆုံးသွားတယ်တေဆုံးသူအလုံးကပြည်သူတွေပါပဲလို့ကလောအင်ဖိုကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့နန်းတီရွာနဲ့တန်ဘိုရွာတစ်ရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်ဆက်တက်လေထီးများနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ18ရက်နေ့ဝန်လွဲ2နာရီ40မိနစ်ခန့်အချိန်မှာနန်းတီကြီးရွာကိုအကြမ်းမဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူ9ဦးသေဆုံးကပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်9လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဒီကနေ့ဧပြီလ21ရက်နေ့မနက်2နာရီ45မိနစ်အချိန်မှာတန်ဘိုရွာသစ်ကြီးရွာကိုအကြမ်းမဆက်တကဘာတိုက်ပွဲမှမရှိဘဲနဲ့စက်တပ်၄ထီ၃စီးနဲ့ ဘုံဒီစက်တလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ၃ဦးသေဆုံးတာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နှလုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဒါ့အပြင်ပြည်သူတွေမွေးမြူထားတဲ့နွားနှကောင်လည်းသေဆုံးခဲ့ရတယ်လို့သိရပါဗျ။နန်းဒီရွာနဲ့တန်ဘိုရွာတိရွာကိုစစ်တပ်ကလေးရင်နေစက်တပ်၄ထီးတွေနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ။ပြည်သူ၅ဦးသေဆုံးပြီးတော့နေအိမ်တွေလည်းထိခိုက်ပျက်စီးသွားပါတယ်လို့တောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။ အကြမ်းဖက်စစ်တပ်ဟာပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းကနေတိုက်ခိုက်မှုများကျူးလွန်လျက်ရှိတဲ့အတွက်ကြောင့်ဘုံခုချင်းများစနစ်တကျတူးဖော်ထားကြပါရဲ့နဲ့လေကြောင်းအန်ရဲ့သတိပေးချက်ကြားရတဲ့အခါမှာဘုံခုချင်းများအတွင်းမှာနေထိုင်ပေးကြပါရန်တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ